ပထမဆုံးတပည့်တော်မေးလို့တာဗုဒ္ဓဘာသာဆိုတာဘာပါလဲရှင်ဗျာဘယ်မူတွေကိုအခြေခံပါသလဲဗျာဗုဒ္ဓဘာသာရဲ့အန်တိတ်မှရည်မှန်းချက်ကရောဘာပါလဲဗျာဗုဒ္ဓဘာသာဆိုတာသစ္စာဗျာရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာတွေလုပ်သင့်တယ်ဆိုတဲ့ way of life ကောင်းကျိုးချမ်းသာရရှိနိုင်တဲ့ လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီးလူတွေဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့တောတဲ့ဆုံးမတဲ့ဘုရားရဲ့အဆုံးမတွေကိုဘုရားဘာသာလို့ဆိုရမှာဖြစ်ပါတယ်။တိရိနိုင်ငံနိုင်ငံမှာဘုရားဘာသာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဘုရားခမလို့ထည့်ထောင်တာရှိတယ်။ ုဒ္ဓကမဆိုတာဗုဒ္ဓရဲ့အာကမရသော်ပြားရဲ့အဆုံးမတရားတော်တွေတို့ဒီလိုပဲအထိပ္ပယ်ရပါတယ်ခုခေတ္တပါဒပြန်တဲ့အခါပါဒဆိုတာရလီချင်းကိုယ့်ရဲ့စိတ်ကမှုတွေကိုအခြေခံပြီးတော့ပါဒဆိုတဲ့စကားလုံးကိုသုံးလာကြတာဖြစ်တယ်ရသော်ပြားရဲ့အဆုံးမတွေဆိုတာလိုက်နာကျင့်သုံးအောင်မှာဖြစ်လို့ကိုယ့်ရဲ့စိတ်ကမှုဆိုတဲ့ဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့မှန်ပါဗျာ အဓိကကကုရဝသဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမသွန်သင်ပြတာတဲ့စကားတွေပဲဖြစ်တယ်။ဒါပြင်မြတ်စွာဘုရားကပါဠိဆုံးမတော်ဟုဆိုကုကျင်သီလကောင်းမှုနဲ့လူလူချင်းအကျင့်တရားထားဖို့ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိလေသာတရားတွေကိုလျှော့နှဲအောင်လျှော့ချနောက်ဆုံးမှာ အပြေးတိုင်ဖြေရှင်းပြီးဆဲတော့ကလွမြောက်ဖို့ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်။အချင်းညုတ်ပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးမစကားတွေကိုပိဋကတ်30နိကေ9ပြားဓမ္မခန္ဓာပေါင်း7000တောင်မှဒီမှတ်တမ်းတင်ထားတာ။အဲဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးမတွေအားလုံးကိုဘုရားဘာသာဘုရားရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိဘယ်ကိုယူယူရမှာဖြစ်တယ်ပေါ့နော်။ အဲ့ဒီဗုဒ္ဓရဲ့သွန်သင်ဆုံးမချက်တွေကိုလိုက်လာတဲ့ပုဂ္ဂိုလ်တွေကြတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်ကြတယ်အလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားကရှုံချီမှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ပြောတဲ့စကားမှန်ပါဗျာဒီမှာတော့အဲ့လိုယုံကြည်မှုနဲ့ကိုးကွယ်မှုကိုခြေခံတာမဟုတ်ဘဲနဲ့လက်တွေ့ကျင့်သုံးမှုကို ဆိုလိုတာဖြစ်လို့ အချင်းချင်းမိုက်ရမှာတော့ဘုရားဘာသာဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်တယ်။သူရဲ့အန္တိမယီမှန်ချက်ကရောဘာများဖြစ်မလဲ။ဘယ်မူတွေကိုခြေခံတယ်ဆိုတာလေးကိုပြောအောင်နော်။မှန်ပါပါ။မူလို့ဆိုရတဲ့ဘုရားဘာသာဖြစ်ဖို့အဓိကအကြောင်းတရားကတော့ကမ္မတက္ကတာတမဒိဋ္ဌိလို့ပါဠိမှာဆိုတာအဲ့ဒီကမ္မတက္ကတာတမဒိဋ္ဌိဆိုတာကိုလောက်တာကိုနဲ့သက်ဆိုင်တယ်လို့ ခံယူချက်ကိုအခြေခံတယ်မှန်ပါဗျာမှလို့အများနာလဲတာနဲ့ပြောရမယ်ဆိုရင်ကံကံဤအကျိုးကိုလက်ခံတယ်မှန်ပါဗျာကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ်မှန်ပါဗျာအဲ့ဒီကံကံဤအကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူးမှန်ပါဗျာရသော်ဗျာလည်းကမ္မဝါဒီကရိယာဝါဒီဒီကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့ လက်ခံနေဝါတာဖြစ်တယ်မှန်ပါဗျအဲ့ဒီကမ္မသကတသမဒိဋ္ဌိလို့ဆိုရင်ကိုလုထာကိုရတယ်ဆိုရင်ကမ္မဝါဒကိရိယာဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့မှန်ပါဗျာအဲ့ဒါကိုအခြေခံပြီးတော့မြတ်စွာဘုရားကချင်းစင်ကိုသတ်မှတ်ထားတယ်သီလသမာဓိပညာဆိုအဓိကကိုချင်းတရားကောင်းဖို့ရဲ့နံပါတ်1မှန်ပါဗျာကိုချင်းတရားကောင်းပြီတဲ့အခါစိတ်တက် ငြိမ်သက်အောင်လေ့ကျင့်တာ ਨੇ ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာမှန်ပါဗျအဲ့ဒါ၄ဆိုတာဘုရားဘာသာရဲ့အချမ်းမြင်ဟိုခြင်းစိတ်တစ်ခုလို့ပြောရမှာဖြစ်တယ်မှန်ပါဗျဘုရားဘာသာရဲ့အတ္တိမယိမှန်ချက်ကပါလေလို့ဆိုတာကြတော့ဆဲဒုက္ခအလုံးအဆုံးတတ်ရေးပဲဖြစ်တယ်မှန်ပါဗျလူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ်။အမှန်။အလုံးမရှောင်လွှဲနိုင်တဲ့ဆင်းရဲဒုက္ခကတော့ဘာလို့ဆိုရင် ဒုက္ခရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်းနောက်ဆုံးမှာတိဆောရခြင်းဆိုတာဒါအကြီးမားဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ်မှန်ပါဗျာဒီကြားထဲမှာဆုံးရှုံးနေတာမူတွေကြုံရလို့တောကဖြစ်ရတာတို့ငိုရတာတို့ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းမသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့ စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရဲရင်ထဲကအပူတွေအဲ့ဒီဒုက္ခတွေလုံးဝအဆုံးသတ်ဖို့ဆိုတာဘုရားဗလာရဲ့အတ္တိမအီမန်ချက်ပဲဖြစ်တယ်။တမန်ပါ။နောက်တစ်ခုကအတိတ်ကိုပုံချသောဝါဒဟုတ်ပါသလားဆိုရတယ်နော်။တမန်ပါ။အတိတ်ကိုပုံချတဲ့ဝါဒလုံးဝမဟုတ်ဘူး။တမန်ပါ။ရသော်ဗျာကအတိတ်အကြောင်းတရားကိုလည်းလက်ခံတယ်။သစ္ဆုတ်ပံအကြောင်းတရားကိုလည်းလက်ခံတယ် အတိတ်ကြီးတတ်တတ်ပုံချတဲ့ဝါဒကိုပုပ္ပိကတာဟေတုဝါဒလို့ခေါ်တယ်။အဲ့ဒီဝါဒကဘုရားလက်မခံတဲ့ဝါဒပဲ။မှန်ပါဗျာ။အရာရာဟာအတိတ်ကလုခဲ့လို့ဆိုတဲ့ဟာမျိုးလုံးဝလက်မခံ။မှန်ပါဗျာ။ပစ္စပန်လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့အကြောင်းတရားကိုလည်းထည့်သွင်းစဉ်းစားတယ်။မှန်ပါဗျာ။အဲ့တော့အတိတ်ကအကြောင်းတရားပဲဖြစ်စေပစ္စပန်အကြောင်းတရားပဲဖြစ်စေအဲ့ဒီသက်ဆိုင်ရာအကြောင်းတရားတွေကို လက်ခံယုံကြည်ပြီးအတိမတ်ပြုတဲ့ဝါရသာလင်ဘုရားဝါဒဖြစ်တယ်။နိဗ္ဗာန်ဆိုတာဘာပါလဲဖျား။ဘာကြောင့်ရောနိဗ္ဗာန်ရအောင်ကြိုးစားသင့်ပါလဲ။လူငယ်တော်များတော့နိဗ္ဗာန်ဆိုတာကိုတေချာနားမလဲအတွက်နိဗ္ဗာန်ဆိုတာကိုလူငယ်များနားလဲအောင် ရှင်းပြရှင်းပြမင်ကြားပြီးတော့မူပါ။ဟုတ်ပါတယ်။နိဗ္ဗာန်ဆိုတာဘုံဌာနကြီးတစ်ခုလည်းမဟုတ်ပါဘူး။နိဗ္ဗာန်ဆိုတဲ့စကားလုံးနဲ့ရှင်းမဲ့ဆိုလို့ရှိရင် လူချင်းမှုတွေတွတ်တာမှုတွေတက်မဲ့မှုတွေအလုံးအဆုံးသက်သွားနိုင်တဲ့အဆင့်ကိုနိဗ္ဗာန်လို့ခေါ်တာပါဒါမို့နိဗ္ဗာန်ဆိုတဲ့စကားလုံးကဝါနာဆိုတာကံနဲ့အကျိုးတွဲချိတ်ထားတယ်ဘဝတစ်ခုနဲ့ဘဝတစ်ခုကိုတွဲဆက်ပေးထားတယ်ဆင်းရဲဒုက္ခတွေဟာဆင်းဆက်မပြတ်တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတဲ့အရာတွေဟာဘာကြောင့်လဲလို့ဆိုရင် လိုချင်မှုတွေတတ်မဲ့မှုတွေတွက်တာမှုတွေတဏှာလောဘတွေကြောင့်ဖြစ်နေတာဖြစ်တယ်။အဲ့ဒီတဏှာလောဘတွေကိုခြုံငိမ့်တော့အောင်ဆုံးသတ်နိုင်တဲ့အဆင့်ဟာနိဗ္ဗာန်ပဲဖြစ်ပါတယ်။ဒါကနိဗ္ဗာန်ဆိုတဲ့စကားလုံးကပြောတဲ့အဓိပ္ပာယ်ပဲနော်။နောက်မိကုန်းတစ်ခုကဘာကြောင့်နိဗ္ဗာန်ရောက်အောင်ကြိုးစားသင့်တယ်လဲဆိုတဲ့မိကုန်းကတော့နိဗ္ဗာန်မရမချင်းလူမှုဒုက္ခတွေတို့ဘဝဒုက္ခတွေတို့ကြုံတွေ့နေမှာဖြစ်တယ် အဲ့ဒီဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးတော့ဘယ်တော့မှအဲ့ဒီဒုက္ခမျိုးမရောက်အောင်ချမ်းသာမှုရရှိနေဆိုရင်တော့ဒါနိဗ္ဗာန်ရောက်အောင်ကြိုးစားရမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်ကြိုးစားတဲ့နဲ့ဒုက္ခအဆုံးသတ်ဖို့အတွက်နိဗ္ဗာန်ရောက်အောင်ကြိုးစားနိဗ္ဗာန်ရောက်မှဆင်းရဲဒုက္ခမှသမျှအဆုံးသတ်မှဖြစ်တယ်ဒါကြောင့်မို့လို့ဆင်းရဲဒုက္ခကိုကြောက်တူတိုင်းရှုံမုန်းတူတိုင်းဟာနိဗ္ဗာန်ရောက်အောင်ကြိုးစားကြရတာဖြစ်တယ်ပေါ့နော် နိဗ္ဗာန်ဆိုတာလူငယ်တွေနားလည်အောင်ရှင်းပြပင်ချပေးပါလို့ဆိုခုနအတိပ္ပယ်ကလည်းပဲနိဗ္ဗာန်ဆိုတာဘုံဌာနကြီးလည်းမဟုတ်ဘူးကောင်းကင်ဘုံကြီးလည်းမဟုတ်ဘူးခံစားဆံစားရတဲ့နေရာမျိုးလည်းမဟုတ်ဘူးအခုလက်ရှိဖြစ်ပေါ်နေတဲ့ဆင်းရဲဒုက္ခတွေအကြောင်းတရားတွေချုပ်ငြိမ်းသွားလို့အခုဆင်းရဲဒုက္ခတွေအဆုံးသတ်သွားတာဆင်းရဲဒုက္ခဆိုတာလူတွေကမလို့ခြင်းဘူးမလို့ခြင်းဘူးဒုက္ခဆိုတာအတန်ကြာရုံနဲ့ပဲ လူတွေမကြိုက်ကြဘူးပေါ့နော်အဲ့ဒီမကြိုက်တဲ့ဆင်းရဲဒုက္ခတွေကိုမရအောင်ဘယ်လိုလုပ်ရမလဲလို့ဆိုရင်အဲ့ဒီဆင်းရဲဒုက္ခတွေကို ထုတ်လုပ်နေတာဘယ်သူလဲဘယ်အရာလဲဆိုတာကိုသိရမှာဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကတိတိလင်းနဲ့ဟောထားတာရှိတယ်ဒုက္ခသမှုရယောဆိုတာလေတဏှာဟာဒုက္ခသမှုရယပဲဖြစ်တယ်ခန္ဓာက လိုချင်တတ်မဲ့မှုတွေရှိနေသေးသမျှကာလပတ်လုံးဒီလူတွေမလိုချင်တဲ့ဆင်းရဲဒုက္ခတွေကြုံတွေ့နေမှာဖြစ်တယ်။အဲ့ဒီဆင်းရဲဒုက္ခကို ဖြစ်စေတတ်တဲ့လိုချင်တတ်မဲ့မှုတွေကိုအဆုံးသတ်အောင်လုံလိုက်ခြင်းအပြင်ဒုက္ခအလုံးအဆုံးသတ်သွားတယ်။အဲ့ဒီအဆုံးသတ်သွားတာကိုပဲနိဗ္ဗာန်လို့ဆိုတာ။အဲ့တော့နိဗ္ဗာန်ကိုသိဖို့ဟာနံပါတ်1 ဘဝရဲ့ဆင်းရဲဒုက္ခတွေကိုနားလည်အောင်ကြိုးစားရတယ်။နားလည်အောင်ကြိုးစားတဲ့အခါမှာဒီဒုက္ခတွေကိုမလိုချင်တော့ဘူးဆိုရင်ဒီဒုက္ခတွေကဘသူကနေလှုပ်ဆောင်ပေးနေတာလို့ဆိုတို့ချင်းတမဲမှုတဏလှုပ်ဆောင်ပေးတယ်။ဒါဖြင့်တို့ချင်းတမဲမှုတဏကိုဖယ်ရှားပြစ်လိုက်လို့ရှိရင်အကြောင်းတရားတွေခြုံငိမ့်သွားလို့အကျိုးတရားငိမ့်သွားတဲ့အဆင့်ကိုလည်းနိဗ္ဗာန်လို့ပြောတယ်။ဥပမာမယ်ခုမိကွက်လေးဆိုလို့ရှိရင်နိမ့်မိတော့ကလေးရှိတယ် အဲ့ဒီမိတော့ကလေးကဘယ်ပေါ်မှာယက်တည်နေတာတော့ဆိုမိစာနဲ့စီပေါ်မှာယက်တည်နေစီလေးကလည်းရှိနေတယ်မိစာလေးကလည်းရှိနေတယ်အဲ့ဒီပေါ်မှာမိတော့လေးယက်တည်နေတာစီလဲမဖြေတော့ဘူးမိစာလဲကုံသွားပြီဆိုတဲ့အခါသူလောင်းစရာသူယက်တည်ဖို့နေရာမရှိတော့ဒီနှစ်ခုအကြောင်းတရားနှစ်ခု ကုံဆုံးသွားခြင်းကြောင့်မိတော့ကလေးငြိမ့်သွားတယ်အကြောင်း ကင်းသွားလို့အကျိုးတရားလည်းကင်းသွားတယ်ဆိုတဲ့အဲ့ဒီအငိမ့်သဘောကိုလေနိဗ္ဗာန်လို့ခေါ်ရမယ်ဘဝဆိုတာကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ထုတ်လုပ်တာဖြစ်တယ်မှန်ပါဗျာကိလေသာတွေကိုဖယ်လိုက်တော့ကံရအလုပ်ပဲဖြစ်တော့ဘူးကံနဲ့ကိလေသာငြိမ့်သွားပြီငြိမ့်သွားတဲ့အခါသူတို့ဘဝတစ်ခုကိုဆက်လက်မထုတ်တော့ဘူးမှန်ပါဗျာဆက်လက်မထုတ်သည့်အတွက်ကြောင့်ဘဝကလည်းပြတ်သွားတယ်မှန်ပါဗျာကံကိလေသာဆိုတဲ့အကြောင်းငြိမ့်လို့အကျိုးဖြစ်တဲ့ ်ဆင်းရဲဒုက္ခဆိုတော့ငြိမ်းသွားတာဒါနိဗ္ဗာန်ပဲလို့ဆိုလို့ရတယ်။မှန်ပါဗျာ။နော်။နိဗ္ဗာန်ဆိုတာဘာမှမရှိခြင်းသဘောတရားကိုပြောတာမျိုးလားရှင်ဗျာ။မရှိတာမဟုတ်ဘူးသူက။ဆိုတော့မိတော့လေးဆိုတာရှိတယ်။မှန်ပါဗျာ။အဲ့ဒီမိတော့လေးရှိတော့မိတော့ကလေးငြိမ်းသွားတာရောမရှိဘူးလို့ပြောလို့ရလား။အဲ့လိုမရပါဘူး။မရဘူး။မိတော့ကလေးရှိလို့လောင်းနေတဲ့မိတော့ကလေးကိုညှိမ့်လိုက်တဲ့အငြိမ့်တဲ့သဘောမျိုးပဲ။ အရှိကိုညှိလိုက်တဲ့အခါညှိသွားတဲ့သဘောလေးကိုပဲနိဗ္ဗာန်လို့ဆိုလိုတယ်။နောက်ထပ်မိကုံတစ်ခုကတော့ဗုဒ္ဓဘာသာနဲ့အခြားဘာသာများနဲ့အဓိကကွာခြားချက်များကိုအရှင်းပြရှင်းပြပြီးတော့မူပါ။ဟုတ်ပြီ။ဗုဒ္ဓဘာသာနဲ့တခြားဘာသာအဓိကကွာခြားချက်ကလူတွေဘာကြောင့်ဖြစ်ရသလဲဆိုတဲ့လောကကြီးကိုလောကကြီးကဘာကြောင့်အခုလိုဖြစ်ရသလဲ။ လူချင်းတူပါလေတရားနဲ့တရားဘာကြောင့်ကြွားချနေသလဲဒီဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးအကြောင်းရှာတဲ့အခါမှာကြွားချသွားတယ်လူဘာကြောင့်ဖြစ်ရသလဲကမာကြီးဘာကြောင့်ရှိနေရသလဲဆိုတာတွေကိုတချို့ကဘလို့ဖြေထုတ်တော့ဆိုတကူရှင်ကြီးဖြန်ဆင်းလို့ဆိုတယ်အကြောင်းကိုသူရှာတယ်မှန်ပါဗျာတကူရှင်ကဖြန်ဆင်းတယ်ဆိုအဲ့ဒါကိုရှင်းတော့ကြတယ်အိတ္တရနေမနဝါရလို့ခေါ်တယ် ဣတရဆိုတာကဘာကြီးကိုစိုးမိုးအုပ်ချုပ်နေတဲ့တကူရှင်ကြီးကနေမာနာသူ့စိတ်တိုင်းကဖန်ဆင်းလိုက်တယ်။မှန်ပါဗျာ။ဖန်ဆင်းလိုက်လို့လူတွေနဲ့တက်စီတက်မဲ့အရာတွေကပေါ်ထွန်းလာတယ်လို့သူတို့ယူဆတယ်။မှန်ပါဗျာ။အဲ့ဒါအကြောင်းရှာတာပဲဖြစ်တယ်။မှန်ပါဗျာ။နောက်တစ်ခုကဒါတွေက accident တဲ့အကြောင်းမရှိဘဲနဲ့သူကသူဖြစ်လာတာပါလို့ဖန်ဆင်းရှင်ဝါဒကိုလက်ခံတဲ့ပုဂ္ဂိုလ်တွေက အကြောင်းမဲ့ဝါဒပဲဆိုပြီးအဟိတုကဝါဒဆိုတာအကြောင်းရှာတော့အဲ့ဒီကလည်းဘာသာတစ်ခုဖြစ်လာတယ်နောက်တစ်ခုကတော့အတိတ်ကိုပုံချတယ်ခုနပုပ္ပိကတာဟိတုဝါဒဆိုပေါ်လာတယ်ဟာပဲဖြစ်ဖြစ်အတိတ်ကလုခဲ့လို့ဖြစ်တာဆိုပြီးတော့အတိတ်ကိုပုံချတယ်ဝါဒလည်းပဲအကြောင်းရှာတာပဲဖြစ်တယ်တခြားဘာသာတွေကအဲ့ဒီ၃မျိုးတည်းကတမျိုးမျိုးကိုအကြောင်းရှာကြတယ် ဘုရဘတာကဘာဝကြောင်းရှာတော့ဆိုကံနဲ့ကိလေသာပေါင်းဆက်လို့တောကကြီးကဖြစ်ထွန်းလာတယ်အမှန်ပါအဲ့တော့ဘုရရဲ့အယူဆဟိုတယ်ဟောပြောချက်အရာဆိုလို့ရှိရင်အဓိကအကြောင်းရင်းကကံနဲ့ကိလေသာအမှန်ပါထိုကံနဲ့ကိလေသာအပြင်မှာရုပ်ကိုဖြစ်စေတတ်တဲ့ကံစိတ်ဥတုအာဟာရဆိုတဲ့အကြောင်း၄မျိုးအမှန်ပါဗျာနန္တရားကိုဖြစ်စေတတ်တဲ့အာယုန်နဲ့ဝဋ်ထုစားတဲ့ အကြောင်းတရားတွေကအမျိုးမျိုးမှန်ပါပဋ္ဌာန်း24ပစ္စည်းမှာဆိုရင်အကြောင်းပေါင်း24မျိုးမှန်ပါဗျာပရိသတ်သမုပ္ပါဒ်မှာဆိုရင်အကြောင်းအကျိုးတွေကိုမြတ်စွာဘုရား12မျိုးထီအောင်စကလုံးသုံးပြပြီးတော့ခေါ်ပြထားတယ်မှန်ပါအဲ့ဒီအကြောင်းတရားရှာတဲ့ပုံမှာအဓိကကွယ်ပြားခြားနိုင်ကြတယ်အဲ့ဒီအကြောင်းတရားရှာသည်ရှာတဲ့နေရာမှာဘယ်ဟာကြောင့်ဘာကြောင့်ဖြစ်တယ်လို့ဆိုတဲ့နေရာဒီအကြောင်းရှာတဲ့နေရာအဓိကကွာခြားပြီးတော့ကွာခြားပုံကတော့ ဘုရားကဣတရနိမနာသာဝရဖုရားတကုရှင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းလက်မခံဘူးပြောစရာတွေဝေဖန်စရာတွေအများရှိတယ်အကြောင်းမဲ့ဖြစ်တယ်ဆိုတာလည်းလက်မခံဘူးအကြောင်းရှိတယ်အတိတ်အကြောင်းတစ်ခုတည်းကိုပဲပုံချတဲ့ဝါရမျိုးလည်းလက်မခံဘူးတကယ်ကတော့အကြောင်းဆိုတာမျိုးမျိုးရှိတယ်အတိတ်ကအကြောင်းလည်းပါမယ်ပစ္စုပန်အကြောင်းလည်းပါမယ် အဲ့ဒီအကြောင်းတွေကြောင့်သာလဲတတလောကကြီးနဲ့ဩဃသလောကကြီးလောကကြီးတွေဟာဖြစ်ထွန်းနေတာလို့မြတ်စွာဘုရားရှင်းပြတယ်။မှန်ပါဗျာ။အဲ့တော့အကြောင်းအကျိုးရှာတာချင်းကြွားချတယ်လို့သူပြောနော်။ဘုံဘုံခုနကမင်းခဲ့တဲ့ကံနဲ့ကိလေသာဆိုတာကံဆိုတာဘာပါလဲကိလေသာဆိုတာဘာပါလဲရှင်။ကံဆိုတာလူတွေရဲ့ intention နဲ့ပြောလိုက်တဲ့အရာနဲ့ပြုလုပ်လိုက်တဲ့ကိစ္စကိုကံလို့ခေါ်တယ်။မှန်ပါဗျာ။ နော်လူတွေရဲ့ intention ဆိုတာစေရနာပေါ့ရှင်တွေကလှုပ်ဆော်မှုရှင်တွေကလှုပ်ဆော်တဲ့စေရနာလေးဟာအဓိကဖြစ်လို့သူ့ကိုကံလို့ခေါ်တာမှန်ပါဗျာစေရနာဟံဘိခွေ ကမ္မဝရမိလို့ပြောဆိုကြပါမိနေဝိရိကတုတ်တစ်ခုမှပဲအဲ့ဒါတွေ့ရတယ်ကံဆိုတာဟာဒီစိတ်မှဖြစ်ပေါ်နေတဲ့စည်းဝေချက်တွေလှုပ်ဆော်ချက်တွေအလုံးကိုကံလို့ဆိုနိုင်တယ်ပေါ့နော်မှန်ပါဗျာ ကမ္မပစ္စည်းအောင်မှကြည့်လိုက်လို့ရှိရင်စေရနာကိုကမ္မကံလို့ခေါ်ခဲ့တယ်ပဋ္ဌာန်း24ပစ္စည်းမှာဘုရားကမ္မပစ္စည်းအောင်ဆိုတာစေရနာကိုအဓိကထားပြီးတော့ဟောတာအဲ့တော့စေရနာလဲကံပဲသူများပစ္စည်းကိုမတရားလိုချင်တဲ့လောဘကိုယ့်ဟာဖြစ်ချင်တဲ့အဘိဓါဆိုတဲ့လောဘဒုတိယကိုပျက်စီးသွားစေချင်တဲ့ဗျာပါဒဆိုတဲ့အမုန်းဒေါသအမှန်မမြင်တဲ့အမှားကိုလက်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့အရာလည်းပဲကံလို့ခေါ်ပါတယ် အဲ့လောဘနဲ့ဆက်ကျင်မဲ့အလောဘဖြာပါရနဲ့ဆက်ကျင်တဲ့အပြာပါရမေတ္တာတမဋ္ဌိဋ္ဌိဆိုရဲကံကံရဲ့အကျိုးလက်ခံနဲ့ဉာဏ်ကိုလည်းပဲကံလို့ခေါ်ပါတယ်ကံလို့ဆိုတာဟာစေရနာနဲ့စေရသိက်အချို့တရားတွေကိုမြတ်စွာဘုရားကံလို့ခေါ်ပါတယ်အဲ့ဒါတွေကြောင့်အလုတ်တစ်ခုဖြစ်လာတယ်အလုတ်ကပါတော့ဆိုရင်နှုတ်နဲ့စိတ်ထဲကကြံတွေးတာဖြစ်တယ်နှုတ်နဲ့ပြောဆိုတာဖြစ်တယ်ကိုယ်ကြီးလည်း mental action လို့ ဘာပဲ action တို့ physical action တို့ပေါ့နော်မှန်ပါတယ်အဲ့ဒီလှုပ်ဆောင်မှုတွေကိုဖြစ်ပေါ်စေသူအဲ့ဒါကိုကံလို့ခေါ်တယ်အကြောင်းတရားကိုခေါ်လိုက်တာမှန်ပါကိလေသာဆိုတာကြတော့ချက်ချင်းမုံရင်းနဲ့ရှင်တွဲလာတဲ့ဖြစ်ပေါ်လာတဲ့ရှင်ထဲမှာပူလောင်စေတတ်တဲ့အရာနဲ့စိတ်ကိုညင်နွမ်းသွားစေတတ်တဲ့တဘာဝတရားတွေကို အကုသိုလ်တရားတွေကိုကိလေသာလို့ခေါ်တယ်မှန်ပါဗျာနော်မှန်ပါ ြောမယ်ဆိုရင်လောဘတို့ဒေါသတို့မောဟတို့မာနတို့ဒါတွေကိုခိရတ္တလို့ခေါ်တာနော်တကယ်တော့ဒီဗုဒ္ဓအဟောတွေမှာပါတဲ့ဒီ납ပြီပြမာပြီငရေပြီငကားပြီတို့ဟာဗမာရှိပါတယ်လေဗျာဒီပြတော့အနည်းဆက်ဆုံးဘလို့ပုံဖော်လို့ရနိုင်ပါလေရှင်ပြီလို့ဆိုတဲ့အတိပ္ပယ်ကိုအရင်ကြည့်ရအောင်ပြမာပြီလို့ဆိုတာပြမာလူမျိုးတွေအများစုနေတာတပည့်လူမျိုးတွေလည်းရှိတာပဲနော် မြမလူမျိုးတွေအများစုနေတဲ့နေရာကိုမြမပြေလို့ခေါ်တယ်လို့ပဲဆင်းရဲဒုက္ခနဲ့ဘဝအကုသိုလ်ကံတွေကြောင့်ဆင်းရဲဒုက္ခအတိပြီးတဲ့ဒီရဝန်းတစ်ခုမှာဒုက္ခခံစားနေရတဲ့တရားဝါရီနေတဲ့နေရာကိုငြိပ်ပြီးလို့ခေါ်မှာနော်ဆယ်နေရာမှာရှိတယ်လဲဆိုတာတော့မြတ်စွာဘုရားကဘယ်မှာရှိတယ်လို့တိုက်ရိုက်ပြောထားတာတော့မရှိဘူး ဖုံဖုံအတွေးနဲ့ပြောရမယ်ဆိုလို့ရှိရင်အမြဲတမ်းမီးလောင်နေတဲ့အတွင်းထဲမှာပူလောင်နေတဲ့ဒီမီးတောင်နေဆိုရှိတယ်။မှန်ပါဗျာ။အဲ့ဒီမီးတောင်နေထဲမှာတက်စီတော်ဟာနေနေဖြစ်နေတဲ့ကောင်းနေဟာအမြဲတမ်းပူလောင်နေမှာပဲ။မှန်ပါဗျာ။မြေုပ်သီးထဲမှာမွေးတဲ့ပိုးလိုပဲပေါ့နော်။မှန်ပါဗျာ။အဲ့လိုမျိုးတော့မရှိနိုင်ဘူးလားရှိတယ်။အခုရေဘူးတွင်နေပါလေဆိုတာစာပေကျမ်းအရပြောမယ်ဆိုရင်တပောတာမြစ်ဆိုတာအိန္ဒိယမှာရှိတယ်။မှန်ပါဗျာ။အဲ့တပောတာမြစ်ဟာ တပောရဆိုတာတပဆိုတာပူတဲ့ဥဒါကရေမှန်ပါဗျာရေဘူးစမ်းစီစင်းတဲ့မြစ်မှန်ပါဗျာအဲ့ဒီမြစ်ကဘာကြောင့်ရေဘူးဖြစ်ရတယ်လဲလို့ဆိုရင်လောဟကုံမီလို့ခေါ်တဲ့ငရဲအိုးကြီးနှစ်ခုကြားဖြတ်စီလာတယ်ဆိုတော့မှန်ပါစဉ်းစားကြည့်ရတာကမီးတောင်ကြီးနှစ်ခုကြားကနေဖြတ်စီလာတော့ဟိုဘက်ကလည်းမီးတွေလောင်နေတဲ့ဘက်ကလည်းမီးတွေလောင်အဲ့ဒီကြားထဲကဖြတ်စီလာလို့ဒီရေပူသွားတာဆိုတော့မှန်ပါဗျာအဲ့တော့တချို့စာကြမ်းလေးတွေအနေနဲ့ ပြောမယ်ဆိုရင်တော့မြေကြီးအောင်မှငရေပြီဆိုတာရှင်းနိုင်တယ်ပေါ့နော်မှန်ပါဗျာရှင်းနိုင်တယ်လို့ပြောအစဲဒုက္ခရောက်တဲ့ပုံကူတွေတရားတွေပေါ့ဒုက္ခခံရတဲ့တရားတွေအေးမြတ်မြတ်မနေရဘဲနဲ့အမြဲတမ်းဒီဆဲဒုက္ခခံနေရတဲ့တရားတွေတည်တဲ့ဣရိယာကြီးတစ်ခုကိုငရေပြီလို့ပြောမှန်ပါဗျာအဲ့ဒီငရေပြီကိုမြတ်စွာဘုရားပုံဖော်ပြီးတော့ဟောတာရှိတယ်မှန်ပါဗျာမြင်ရတာလဲ60လမ်းစရာ ကြားရတဲ့အတန်းကလည်းကြောက်เสียလန့်เสียအနံ့ကြီးကလည်းမခတ်နိုင်တော့အောင်ဆိုတဲ့အနံ့မှန်ပါဗျလက်ရကအရသာကလည်းပဲလုံးဝခံရခဲ့တဲ့အရသာခန္ဓာကိုယ်လာထိတာလည်းပဲလုံးဝအထိတွေ့မကောင်းတဲ့ဟာစိတ်ထဲမှာကူးလိုက်ရရင်လည်းအကောင်းတစ်ခုတစ်ခုမှမရှိတဲ့မျက်စိနန္နာလက်ရကာယလို့ဆိုတဲ့လူရဲ့ခန္ဓာကိုယ်မှာဆက်သွဲတဲ့အရာတွေဟာအလုံးဟာကြောက်เสียလန့်เสียဟို စိတ်မချမ်းသာကြတယ်ကြီးနဲ့ကြုံတွေ့နေရတဲ့သရဝါတွေကိုငရေနေရခံရတဲ့သရဝါလို့ခေါ်တယ်မှန်ပါဗျအဲ့ဒီငရေသားသရဝါတွေနေထိုင်ရာဧရိယာကြီးတခုမင်းကြီးလို့ပြောတာမှန်ပါဗျနတ်ကြီးဆိုတာကတော့လူတွေနေတဲ့နေရာအပအဝင်လို့ပြောမယ်ဘာလို့ဘုံမစိုးနတ်ဆာရှိတယ်မှန်ပါဗျတပည့်ဆက်ကြတယ်မှာဘုံမာနံဒေဝနံတတ္တံသုတ်တော် သတ္တုမာရာဇိကဒေဝါလို့ဆိုပြီးတော့လူပြည်မှာလူတွေနဲ့လက်ပွန်တရီနေတဲ့အဲအိဆောင်နတ်တို့ကျောင်းဆောင်နတ်တို့ရှုကဆိုးတို့ဘုံမဆိုးတို့ဆိုရှေ့လေမှန်ပါဗျာအဲ့ဒါအဲ့ဒီသူတို့ရဲ့နေထိုင်တဲ့ဧရိယာဟာဟုတ်အထက်လွတ်လပ်တဲ့အာကာသအထီအောင်သူတို့ချမ်းသာဒုက္ခနဲ့ပြည့်စုံတဲ့တရဝါးနေထိုင်တဲ့နေရာကိုလက်ပြည့်လို့ခေါ်တာ မှန်ပါဗျာဖြစ်မဆိုတာကသူကမြင့်မြတ်တဲ့စိတ်နဲ့အမြဲတမ်းနေချတယ်မှန်ပါမေတ္တာကရုဏာမုရိတာဥပိ္ပခာဆိုတဲ့ဖြစ်မစိုးတရားနဲ့အမြဲတမ်းနေတယ်သို့သောပြမပြေကိုရောက်တာဒါနနဲ့သီလနဲ့တည်းမရောက်ဘူးမှန်ပါဗျာတပထချင်းစဉ်တစ်ခုပေါ်ပေါ်ရော အောင်မြောင်ကျင့်နိုင်မှပြမပြေကိုရောက်တာဖြစ်တယ်မှန်ပါအဲ့ဒါလေချင်းစဉ်ရင်တူတဲ့ပုံကိုယ်တွေဟာဆံလို့ခေါ်တယ်ဟာပေါ့နော်မှန်ပါ တပ္ပရချက်စင်ကျင့်လို့အဲ့ဒီအကြောင်းတရားတွေတူညီပြီးတော့ရောက်ရှိသွားတဲ့ပုဂ္ဂိုလ်တွေရဲ့နေထိုင်ရာဧရိယာတစ်ခုကိုပြမပြည့်လို့ပဲပြောရမှာပေါ့မှန်ပါဗျာနော်ငကားပြည်ဆိုတာကတော့စာရဲပေတဲ့မှာတော့သူကပင်လယ်အောက်မှာအဓိကအများကြီးရှိတယ်ပေါ့နော်မြေမို့တောင်အောက်မှာလည်းရှိတယ်လို့ဆိုတယ်အဲ့တော့ငကားလို့ဆိုတာပမပြည်ကငကားဆိုတာတော့ ပကြီးဆရာတွေရဲ့ကောင်းမှုနဲ့အချွန်တက်ပါမနဂါလို့ထင်တယ်။အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဒီကောဘရာဆက်ပွေဟောက်ကြီးတွေကိုနိမှန်ပါဗျာ။နဂါလို့ခေါ်တာ။မှန်ပါဗျာ။အဲ့ဒီနဂါကနေနဂါလို့ပြောလာကြတာ။မှန်ပါဗျာ။အိန္ဒိယနိုင်ငံမှာနဂါဆိုတာအဲ့ဒီပပင်းထောင်နဲ့မွေဟောက်ကြီးတွေကိုအဓိကထားပြီးတော့ခေါ်တယ်။ပမာအယူဆနဲ့နဂါဆိုတာဒီကနေ့လူတွေကမတွေးကြတော့ ူကမွေဟောက်ကိုမွေဟောက်တို့မပွေးတို့ပေါ့နော်အဲ့ဒီအကောင်လေးကိုနာကားလို့ခေါ်တာအဲ့တော့အဲ့ဒီအကောင်လေးကမြေကြီးအောင်မှလည်းရှိတယ်အကောင်ကြီးကြီးတွေကြတော့ပင်လယ်အောင်မှလည်းရှိတယ်အဲ့တော့သူတို့အများဆုံးနေတဲ့ဧရိယာကိုနဂါးပြေလို့ခေါ်ပေါ့နော်ဒါကတော့တရဝါးတွေရှိတဲ့နေရာတစ်ခုအများဆုံးရှိတဲ့နေရာတွေကိုရည်ညွှန်းပြီးခေါ်တာပါတာမေသူမိစ္ဆာစာရကံဟာအိမ်အောင်ရှိတဲ့လူနဲ့ပြင်မပြီးမှထိုက်တာမျိုးလားရှင်ဗျာယခုခေတ်လူနေထိုင်မှုပုံစံမျိုးမှာ living together နေလို့ရှင်ရောဒီကံထိုက်ပါသလားနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပီးတိုင်ယဟန်ဝတ်ခဲ့လို့ရှင်မိန်းမဖြစ်သူကို꽌ရှင်ခွင့်ပေးခဲ့တယ်မှာသလား꽌ရှင်ခွင့်မပေးဘဲယဟန်ပေါင်နဲ့နေနေပါကလည်းအဲ့ဒီယဟန်နဲ့ဒီမိန်းမနဲ့ကအကျင်လင်များဖြစ်မြောက်နေစေလားရှင်ဟုတ်ပြီကမေတုမစ္ဆာစရာကံဟာအိမ်နောက်ရှိတဲ့သူနဲ့ပြမမိမထိုက်တာမျိုးလားဆိုယောက်ျားဘက်ကကြည့်မယ် အမျိုးသားတွေမပြင်းမာရမယ်အမျိုးသမီးက20ရှိတယ်အာအကြမ်းင်းပြောမယ်ဆိုရင်အမေရဲ့အုတ်ထိန်မှုအောက်မှာရှိတယ်အဖေရဲ့အုတ်ထိန်မှုအောက်မှာရှိတယ်မိဘနှုတ်ဘာလို့ရဲ့အုတ်ထိန်မှုကညီကောင်မောင်နှမတွေရဲ့အုတ်ထိန်မှုဆိုလိုတာကမိသားစုဝင်ဖြစ်လာလို့ရှိရင်တပ်မိသားစုရဲ့ဆောက်ရှောက်မှုလို့ခေါ်တာပဲဒါ responsible ဖြစ်သွားပြီလေဆွေမျိုးတော်လာပြီ responsible အဲ့ဒီအပြိုပဲဖြစ်စေယောက်ျားတွေကအမေရဲ့ထိမ့်သိမ့်ဆောက်ဆောင်မှုအဖေရဲ့ထိမ့်သိမ့်ဆောက်ဆောင်မှုတွေမကင်းသေးတဲ့အမျိုးသမီးတစ်ယောက်နဲ့ပြမလို့ရှင်ကမင်းသမီးဆက်ဆက်ကထိုင်တယ်နောက်တစ်ခါကြတော့မရဆယ်မျိုးလို့ခေါ်တယ်တဝူးကအိမ်အောင်ပြုထားတဲ့မျိုးသမီးတွေတနည်းနည်းနဲ့အိမ်အောင်ပြုထားတဲ့မျိုးသမီးက10မျိုးရှိတယ်အဲ့ဒီ10မျိုးနဲ့ပြမလို့ရှင်လေမျိုးသားတွေဟာ ကမေတ္တိဆရာကထိုက်တယ်အမျိုးသမီးဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်အမျိုးသမီးတွေဟာကိုယ်နဲ့အိမ်အောင်ပြုထားတဲ့ပုံကလွဲပြီးတခြားပုံကပြုမှလို့ရှိရင်အမျိုးသမီးတွေကမေတ္တိဆရာကထိုက်တယ်နော်ပုံပုံပြောပုံရဆိုလို့ရှိရင်အမျိုးသားတွေကအိမ်အောင်မပြုမချင်းအောင်ဘယ်မျိုးသမီးတွေမှဒီပြင်မလို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေဟုတ်တယ် unlawful sex relation lawful sex လူတိုင်းလူတိုင်းမှာနိုင်ငံထဲမှာလည်းဥပဒေတွေရှိတယ်လေမှန်ပါသူကထုံတန်းစင်လာအရာထိမြန်ထားတာမဟုတ်ဘဲနဲ့အမီးရဲ့အုတ်ထိန်မှုအောက်ရှိတယ်ဖေးရဲ့အုတ်ထိန်မှုအောက်ရှိတယ်ဟာဒီနဲ့ဆိုရင်သူကကာမေစုမေဆာဆာရလို့ပဲခေါ်တယ်မြို့သားတွေကပုံများတယ်တင်ပါဒါဖြစ်ရင်ပြည်တန်စာတွေကိုအခကြီးဝင်ပေးပြီးတော့ပျော်ပါတာမျိုးကြာအဲ့ဒါတော့လွတ်တဲ့သူကပြည်တန်စာကြတော့သူကမုဟုတ်တိကလို့ခေါ်တယ်တင်ပါမုဟုတ်တိကလည်းအဖြစ်ရှိတယ်မျိုးသားတွေကအပြစ်လွတ်တာနဲတယ် အလောင်းဖူမဖြစ်ဖို့ပဲရည်ချီတာပေါ့ဗုဒ္ဓဘာသာရဆိုလို့ရှိရင်အမျိုးသားနဲ့အမျိုးသမီးသဘောတူနေလို့ရှိရင်တော့မှဒီတရားဝင်လက်မထပ်ရသေးမယ်ဖြစ်ဖြစ်မိဘတွေရဲ့အုပ်ထိန်မှုအောက်မှာရှိနေသေးမယ်ဖြစ်ဖြစ်ဒီပြမားမိလို့ရှိရင်ကာမေသူမိစ္ဆာဆရာကံထိုက်တယ်လို့ရှင်ပြားသူကတော့မိဘတွေကသဘောတူထားပြီးပြီဆိုရင်တော့သဘောတူခြင်းဒီပင်လင်ခွင့်ပြုခြင်းဖြစ်သွားပြီပေါ့မှန်ပါဗျာဘလို့ဖြစ်เสียအကြောင်းတော့မရှိတော့ဘူးလို့ထင်ပါတယ်ထင်ပါဗျာနော်ထင်ပါနောက်တစ်ခုကကြတော့ ယောက်ျားဖြစ်သူကအပိဒံယဟန်ဝတ်ခဲ့လို့ရှင်ရောမိန်းမဖြစ်သူကွာရှင်ပေးခဲ့တဲ့အစ်မသလားဖြစ်အကေအဲ့ဒါတင်ပါဗျာအဲ့ဒါအဲ့တော့ယဟန်ဝတ်တယ်ဆိုတာ renounce လောက်ထားပဲ renounce ဆိုဘာတွေကိုဆွံ့လွှတ်ရတော့ဆိုရင်ဆွေမျိုးတွေကိုဆွံ့လွှတ်ရတယ်ကိုယ်ပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဆွံ့လွှတ်ရတယ်ဆွေမျိုးဆိုတဲ့အထက်မှာထားလိုက်ပါတော့ကိုယ်အိမ်တော့ရှင်အိမ်တော့ဘက်ကိုလည်းဆွံ့လွှတ်ရတယ်တင်ပါဗျာနော်အဲ့ဒါတွေကို renounce လုပ်ပြီးတော့ရဟန်းဘွားကူချတာ ်ရှေခေထွန်းတန်းဆက်လာလို့မှန်ပါဗျာသို့တော့အပြီးတိုင်ကွာရှင်းပေးခင်ပေးခဲ့တဲ့ပါသလားဆိုရဲပေးကွာကြတာသူကကွာရှင်းပေးသည်ဖြစ်စေမကွာရှင်းပေးသည်ဖြစ်စေသူက renounce လုပ်တော့ဇာန်ဝတ်လို့ရှိရင်အထီးကကမိမစီမှာဖွင့်မပန်းဘူးမိဘစီမှာပဲခွင့်ပန်းရမှန်ပါဗျာအမျိုးသမီးရသဘောတူသည်ဖြစ်စေသဘောမတူသည်ဖြစ်စေသူက အလိုလျောက်ယံဖြစ်သွားရင်ကွာရှင်းပြီးသားဖြစ်သွားတယ်သူ့အနေနဲ့လည်းပန်းဆိုင်မှုတွေအားလုံးကိုဆုံးလုပ်ပြီးသားဖြစ်သွားတယ်မှန်ပါဗျာနော်မှန်ပါဗျာမှန်ပါအဲဒီရှင်းထုံးတယ်ကိုပြောပြတာပေါ့နော်မှန်ပါဗျာဖရာလက်ထက်ကထုံးတယ်အပြစ်တိုင်ကွာရှင်းပေးဖို့ဆိုတာတရားဝင်ကွာရှင်းခွင့်အခုခေတ်လိုစာချုပ်တွေပါတယ် divorce လုပ်တာတော့မရှိဘူးမှန်ပါဗျာသူတင်အောင်ဝတ်သွားတာနဲ့တပြိုင်နက်ကွာရှင်းပြီးသားဖြစ်သွားတယ်မှန်ပါဗျာနော်အဲ့လိုဆုလို့တယ်ကွာရှင်းခွင့်မပေးဘဲယဟန်ပေါင်နဲ့ဝင်ကအတင်မြတ်အဖြစ်အရာရောက်နေစေလားဆိုတာ နေမယားလို့သွားနေရင်တော့ဒီကဘုန်းကြီးဘုရားဆွန့်ထွက်ရမယ်သူကမှန်ပါဘူးအဲမကျူးလွန်ရင်တော့သူကနေလို့ရတယ်မှန်ပါဘူးဒီလိုပဲဖရာလက်ထက်ကတထေသာသူဒိဏ္ဍဆိုသူ့အမိဖေတွေစီကိုအတင်းကျပ်ခွင်တောင်းပြီးတော့ဝတ်တာမှန်ပါသူစနီးမရလဲအိမ်မှာရှိတာပဲမှန်ပါဗျာသို့တော့သူပါမမပတ်သက်ဘူးဆိုလို့ရှိရင်တော့သူကရဟန်းကောင်းပဲတင်ပါဗျာခုနလိုပတ်သက်ရင်တော့သူကအပြစ်ရှိတယ်အဲ့ဒါ ်ပါဘူး။မြတ်စွာဘုရားတရားထွက်အပ်ဆိုတော့ရတောရာနဲ့သူကွာဆင်းခဲ့တာမှဟုတ်ပါတယ်။မှန်ပါဘူး။သို့တော်လည်းမပတ်သက်ဘူးဆိုတာသိသွားပြီလေ။ခြံနာချင်းခံတဲ့အမျိုးသမီးတွေနေကြတော့နောက်ထပ်အိမ်အောင်ပြုလို့ရတာဗျာ။ရတယ်ရတယ်။ဆုံးလို့သွားရတယ်။အမျိုးသမီးတွေမှာအိန္ဒိယထုံးစံရပြောမဆွေ။သူတို့မှာသားယောက်ျားထွန်းကားသည့်ဖြစ်စေ။အဲသားယောက်ျားထွန်းကားမှယောက်ျားရဲ့အမွေးကိုခံယူခွင့်ရှိတယ်။မှန်ပါဗျာ။ ပါရောက်ကြမထွန်းကားလို့ရှိရင် तू ကဒီတိုင်းပဲအဝတ်တစ်ခုအဝတ်တစ်ထည့်ကိုယ်တစ်ခုနဲ့ပဲအိမ်မော်ဆင်းရတယ်။ဘာမှပန်ဆိုင်ဝယ်ဖြစ်ဘူး။ตาယောက်ျားထွန်းကားလို့ရှိရင်ตาယောက်ျားကိုအကြောင်းပြုပြီးတော့သူတို့ကตาကမွေခန္ဓာ။မှန်ပါဗျာ။ तू ကတော့မွေခန္ဓာမဟုတ်ဘူး။ဒါပေမဲ့ตาကိုအကြောင်းပြုပြီးသူ့ဘဝဆင်းပြေတယ်။ตาသမီးမရဘူးဆိုတော့အမျိုးသမီးကတော့ဒီတိုင်းပဲဘာမှဆက်ခံဝင်မရှိတော့။မှန်ပါဗျာ။ဒါအိန္ဒိယရဲ့ထောင်တန်းဆင်တာ။ဒါကြောင့်မို့လို့ တို့ကသာသမီမထွန်းကားဘူးဆိုရင်တို့ဘဝအတွက်ဒါဆိုရိတ်တယ်။မှန်ပါဗျာ။ခုခေတ်ကတော့အဲ့လိုမရှိတော့ပါဘူးနော်။မရှိတော့။အနောက်တိုင်းဆိုဒါဆိုသေးတယ်။ Divorce လုပ်ရင်ယောက်ျားအများကြီးယောက်ျားတယ်။မှန်ပါဗျာ။လူမှုနဲ့သက်ဆိုင်တဲ့ဘာသာနဲ့မသက်ဆိုင်ဘူးတည်းကနော်။